ချန်ပီယံလိသခင်ကြီးဆိုတော့မင်းလားဆိုပြီးရီယဲကိုအဖုံးပေးပြီးချက်ပြုတ်ပေးလိုက်တဲ့စင်မြန်ကြီးပရိသတ်များအလုံးမဲမိလားဗျာရွှေရောအိုင်မက်ခွန်ရှိကော online အချင်းကနေပြန်လဲကြိုလိုက်ပါရင်စင်မြန်ကြီးတို့ကတော့ပွဲမစခင်ဆွဖျဲနေတဲ့ဟလဝါမဲထွေကိုအဖုံးပေးပြီးဆုံးမပေးလိုက်ပြီဖြစ်ပါရင်ဟလဝါမဲထွေအနေနဲ့ဖျဲတော်ဖျဲတယ်ဒါပေမဲ့ဆက်ဖျဲဖျဲကြီးဖြစ်သွားခဲ့ပြီးအင်ဝင်းမှာပါထက်မှန်အချက်ကွဲခဲ့တာဖြစ်ပါရင်ပွဲမစခင်တော့ကအဖုံးပေးပြီးစင်မြန်ကြီးကိုတီးပြမယ်တော့ချန်ပီယံလိမှာရီယဲဆိုတာကမ်းဘက်ပြင်ကြီးတို့အာဆင်နယ်ကိုအကျော်ပေးတာတော့ပရိသတ်အားနဲ့ဖျဲပြစ်မယ်ဆိုပြီးကြွေးကြော်ထားခဲ့တဲ့မက်ထွေဖန်တွေနဲ့မျက်ရည်နဲ့မျက်ခွန်ဖြစ်သွားခဲ့ရတာပါ အားကစားတဲ့လူငယ်ရေးအဝေးချင်းဌာနပြည်တော်စုဝင်ကြီးပြည်ရနဲ့အဖွဲ့မှပိတ်ထားသောအမှုများအားပြန်လည်ဖွင့်တော့ခြင်းစိတ်တက်တကြွစေသောကမ်းဘက်ပို့များအားပြန်လည်ဖြတ်သိမ်းခြင်းခေါ်ရသောအထိုင်များအားပြန်လည်ပို့ဆောင်ခြင်းကွင်းနှင်းရှောင်မြုပ်ထားသောအယုံများပြန်လည်ထူဖော်ခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီး လောရသည်များကိုထပ်မံမှစားသွားခဲ့တာလည်းဖြစ်ပါတယ်။စမြန်ကြီးနေနဲ့ချန်ပီယံလိတမိုင်းမှာဟလဝါမက်ထစ်ကိုမရှုံးနိုင်ဘူးတဲ့မှတ်တမ်းကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလိုဗာနေမျိုးကကစားတိုင်းနိုင်တဲ့မှတ်တမ်းကိုပါထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။စမြန်တို့ရဲ့ပွဲချင်းကပ်ပုံကမှန်ခဲ့ပြီးပထမအကြောမှာ၃ဂိုးပြန့်နိုင်ထားခြင်းဒုတိယအကြောမှာရီယက်ကိုဘောလုံးပေးကန်ကစားခဲ့တာပါ။ရီယက်ဆိုတာလာလီဂါရဲ့မန်ယူဖြစ်ပြီးဘောလုံးကန်ကစားပြီးဆိုရင်ဘာမှမလုပ်တတ်ပဲတောင်ပင်းမြောက်ပြီးကန်တင်ပြေးပြေးရတာကြောင့်ဘာမှမတက်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ပထမပိုင်းမှာဟလဝါမက်ထစ်တို့ဂိုးပေါက်ချင်းချောင်းမှုတော်တစ်ချက်မှမလုပ်နိုင်ခဲ့တာပါ။ကမ္ဘာအကောင်းဆုံးတိုက်စစ်ကစားသမားတွေလို့ဆိုတဲ့ရိုဒီဂိုဗီနီရှာ MRP တို့ကို16နှစ်တာလီလူးဝစ်စကယ်လီက8ကတ်တဲ့ က်သွားသွားခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိမာရီယဲကိုနိုင်တဲ့အသင်းတိုင်းဖိုင်နယ်တက်နေရှိတာကြောင့်စင်မြန်ကြီးတို့ဒီဒီမာရောလုံနိုင်မလားဆိုတာစောင့်ကြည့်ရပါဖြစ်ပါတယ်။ဘွဲနယ်လူစင်းမှာအင်ရှင်ဟလာဝမက်ထင်ဟာတိုက်စင်မှာလင်းနေကြလေးကိုတင်ကစားလာခဲ့ပြီးတောင်ပိုင်းဘက်မှာရိုဒီကိုဗီနီရှက်တို့ကိုထားကစားခဲ့တာပါ။ကွင်းလယ်မှာဘေးလင်ဟန်၊ဂျာမန်နီ၊ဗန်မာရီတို့ရှိနေခဲ့ပြီးခန်စင်မှာတော့အလာဘာရိုဒီကအဆန်စီကိုဘက်စကွတ်နဲ့ဂိုလမကော်တိုရီကိုတုံးဆဲခဲ့တာဖြစ်ပါတယ်။စင်မြန်တို့ကလည်းရှိတဲ့လူစင်းကိုလှအောင်တုံးလာခဲ့ပြီးတိုက်စင်မှာမာရီနိုကို49ထားကမာတင်နယ်လီစာကာတို့တောင်ပိုင်းဝင်ရခဲ့ပါတယ်။ ကွယ်လဲမှာ right party oligarchy ရှိနေခဲ့ပြီးခန်းစစ်မှာတော့ louis kelly kiwi ရောစာလီဘာတင်းမှာကိုသမရာတို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်။ပွဲစားကြတဲ့ကမက်ထရစ်တို့ချွဲထားအောင်တိုက်စစ်ဆင်နေခဲ့ပေမဲ့စီမိန်တို့ကတော့ morning hall ထုံးနှလုံးမူကခန်းစစ်အသားပေးကစားလာခဲ့တာဖြစ်ပါတယ်။စာလီဘာ right တို့ရှိနေတဲ့အသင်းကခန်းစစ်ကစားနေဆိုတော့ power ပြီးတော့ imminent ခတ်နေခဲ့ပြီးကောင်းလာပါတယ်ဆိုတဲ့မက်ထရစ်တိုက်စစ်လည်းဘာမှကိုလုံးမရခဲ့ဘူးဖြစ်ပါတယ်။ဒီဟာဒီမှာ nobu တို့ကိုဘေးဟန်မဲ့ခဲ့တဲ့စီမိန်တို့ဟာ hello match ကိုလည်း royo jojo ဘယ်လိုနေရမလဲဆိုတာကိုသင်ပြပေးခဲ့တာဖြစ်ပါတယ်။ prime မှာကိုပေါ့မတဲမှုဆိုတော့ vinicius ကန်နဲ့အလုံးကို mbappe ရေမက်နဲ့ထိန်းတိုက်သွင်းလာပဲရှိပြီ။ဒါကလည်းလူချိုနေခဲ့တာ ဖြစ်ပါတယ်အလားပါကတော့စာကားကိုဘလုံးမှမထိန်းနိုင်ခဲ့ပဲစာကားရဲ့ကံကြက်တွေက900ကျော်နေဆက်ခဲ့တာပါစီမင်းတို့အနေနဲ့တစ်ချက်တစ်ချက်တံပြန်တိုက်စစ်တွေနဲ့ကစားခဲ့ပြီးတော်တော်လေးလေးထိရောက်ခဲ့ပါတယ်ပွဲကစားချိန်10မိနစ်မှာ ဆမြန်ကြီးတို့ဗရန်ဒီရရှိခဲ့ပြီးဒီကောတာရရင်ဘွဲကစောစီးသိမ်းမှဖြစ်မယ်။စာကားရဲ့ကံကြက်ကိုကော်ရိုနီကလက်ဆွမ်းမြကာကွယ်သွားခဲ့ပါရင်ဟလိုအမဲချေတို့စိန်အားတက်ကြသွားနေအောင်ထင်ခဲ့ရပေမယ့်တကယ်တမ်းမှာတော့အလုံးမဖြစ်ခဲ့တာပါ။အထူးသဖြင့်ဗီနီရှဲရိုဒီဂိုတို့ကဒီကောကောင်းဆန်လုံးနေပြီးတိုင်းစစ်ကဆရာများတားသိနေကြတာဖြစ်ပါရင်ရိုင်ယန်အမ်ဘာဘေကိုဖောင်းမှုကြောင့်ဟလိုဝါတို့ဗရန်ဒီရမလို့ဖြစ်တဲ့သိမ်းမယ်။ကန်ဆိုးစားနေပေဗီယာကလူကျုံနေလို့သတ်မှတ်သွားခဲ့ပါရင်ပရိုင်မှာတော့တသိန်းမှဂုံမသွင်းနိုင်ခဲ့ပေဒုတိယပိုင်းပြန်လည်စတင်လာခဲ့ပါရင်ဂိုလိုနေတာကဟလိုဝါတို့ဖြစ်ပေမယ့်တကယ်တမ်းကိုရသွားခဲ့တာကဆမြန်ကြီးတို့ဖြစ်ပါရင်မာရီနိုရဲ့တေးသက်တီးကြတဲ့ပြောင်းပိုးမှုကနေစာကာကကော်ဒိုရစ်ကိုမာတင် ကန့်သွင်းသွားခဲ့တာပါဒါပေမဲ့အသိမကြာခင်မှာဆာလီဝိုင်းရဲ့အမားကနေဗီနီရှက်ကခြေပွားကိုပြန်သွင်းနိုင်ခဲ့ပါတယ်ရီယယ်တို့ပွဲမိခံနေမှာဖိတိုက်ခဲ့ပေမဲ့အများမထင်ခဲ့ပဲတမ်ပြန်တိုင်းဆက်ကနေမာတင်နယ်လီကအာဆင်နယ်အတွက်အနိုင်ကိုကိုသွင်းသွားခဲ့တာဖြစ်ပါတယ်ဒါအကြောင်းဆင်မြန်ကြီးတို့ဟာရီယယ်ကိုနှစ်ကြော်စလုံးနိုင်ခဲ့တာဖြစ်သလိုနှစ်ကြော်ပေါင်းအပြည့်အသက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမြောင်းဗီဒီယိုလေးကဒီလောက်ပါမယ်နောက်နေ့မှာလည်းအောက်ကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ